မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇမလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ပူတာဟုတ်ခရိုင်ခေါလံဖူးမြို့နယ်မှာ KIA ကထိုးစစ်စတင်ခဲ့ပြီးတော့အင်အားတရာခန့်ရှိတဲ့ပြည်သူစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇမလ15ရက်နေ့ညနေ6:30မိနစ်အချိန်ကပူတာဟုတ်ခရိုင်ခေါလံဖူးမြို့နယ်ပြည်သူစစ်အင်အားတရာခန့်ရှိတဲ့လာဟုဆယ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစကမ်းသိန်းတိုက်ပွဲမှာစစ် ကောင်စီလက်အောက်ခံပြည်သူစစ်အများအပြားဟာထွက်ပြေးသွားတယ်လို့သိရပါတယ်။မနေ့ကညနေကစခန်းသိမ်းလိုက်တယ်ပြည်သူစစ်တွေထွက်ပြေးသွားပါတယ်လက်နက်ခဲယမ်းတွေရရှိတာရှိပေမဲ့အတိအကျတော့မသိရသေးဘူးလို့ KI ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ KI ကကချင်ပြည်နယ်တောင်ဝမ်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်မှုများလှုံ့ဆော်နေရမှာပူတာအိုခရိုင်အတွင်းမှာစတင်ပြီးတော့ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ပူတာအိုခရိုင်မှာပူတာအိုမြို့နယ်၊နောင်မုံမြို့နယ်၊ပန်နန်းတင်မြို့နယ် စွန်ပရာဘုံမြို့နယ်၊ခေါင်လန်ဖူးမြို့နယ်၊မချမ်းဘုံမြို့နယ်တို့ပါဝင်ပြီးတော့စွန်ပရာဘုံမြို့နယ်ကလွဲပြီးတော့ကျန်းတဲ့မြို့နယ်များဟာ KIA တိုက်ခိုက်သိမ်းပိုက်ခြင်းမရှိသေးတဲ့မြို့နယ်များဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ညောင်ပင်ကုန်းကျေးရွာအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကို drone နဲ့ဘုံးကျဲတိုက်ခိုက်ရာစစ်သားနောက်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ15ရက်နေ့မွန်လွဲ2:30မိနစ်အချိန်မှာတနင်္သာရီမြို့နယ်ညောင်ပင်ကုန်းကျေးရွာအနီးပတ်ပတ်လယ်မှာအင်အား60ခန်းနဲ့တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကစစ်သား10ဦးဟာပြည်သူတွေရဲ့နေအိမ်အတွင်းမှာဝင်ရောက်ပြီးတော့စုဝင်းနေတဲ့အကြောင်းသတင်းရရှိတဲ့အတွက်တနင်္သာရီမြို့နယ်ဇုံ9 drone အဖွဲ့ကဘုံးကျဲတိုက်ခိုက်ခဲ့ခြင်း ြစ်တယ်လို့သိရပါတယ်သူတို့ကလာပြီးတော့တက်ဆွဲနေတာတက်လာလောက်ရှိပြီရွာရဲ့ပတ်ပတ်လေကနေအိမ်တွေမှာဝင်ပြီးတော့နေရာယူတက်ဆွဲထားတာသူတို့ကနေအိမ်တစ်လုံးထဲမှာစုပြီးတော့နေနေတယ်လို့တရင်ရလို့ drone နဲ့ဘုံဒီသွားချတာတစ်လုံးပဲချခဲ့တယ်ဒဏ်ရာရတဲ့နှစ်ယောက်ကိုခမရ996တိုက်ရင်တဲ့ကိုတဲသွားတယ်ရွာထဲမှာနေတဲ့ဒေသခံပြည်သူတွေကတော့ရှောင်နေကြရတယ်လက်ရှိအချိန်ထိ ရွာထဲမှာစစ်ခွေးတွေရှိနေသေးတယ်လို့တနင်္လာရီမြို့နယ်ပကဖဇုံကတောပုံကြီးအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုလိုမျိုးဘုံကျဲတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့၎င်းတို့ကိုဇဝဲကျေးရွာအခြေစိုက်ခမရ996တပ်ရင်းအတွင်းကိုကားနဲ့တယ်ဆောင်သွားတယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်သားများဟာညောင်ဝင်းကုန်းကျေးရွာအနီးတစ်ဝိုက်မှာဝင်ရောက်တပ်ဆွဲလှုပ်ရှားနေတာဟာ တလကံကြာမြင့်နေပြီးတော့ခြေရွာနေပြည်သူများဟာလည်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။အလားတူပဲတနင်္လာရီတိုင်းလောင်းလုံးမြို့နယ်အတွင်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သားတအုပ်တေဆုံးခဲ့ကြောင်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတအုပ်ကပြောကြားထားပါတယ်။ဒီဇင်ဘာလ12ရက်နေ့မနက်7:00နာရီခွဲအချိန်မှာ ကမျောကင်းတရားဘက်ကနေလောင်းလုံးမြို့နယ်အတွင်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလောင်းလုံးမြို့နယ်မင်းရက်ရွာအနောက်ဘက်တောင်ကျောတန်နီယာအရောက်မှာမိုင်းဆွဲတိုက်ခိုက်ရာစစ်သားနှုတ်ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့တအုပ်သေးဆုံးသွားတယ်လို့သိရပါဗျ။ဒါ့အပြင်ဒီဇင်ဘာလ23ရက်နေ့မနက်2:30မိနစ်အချိန်မှာလည်းမိုင်းဆွဲတိုက်ခိုက်တဲ့နေရာကနေဆက်လက်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုထပ်မံပြီးတော့မိုင်းဆွဲတိုက်ခိုက်ရာစစ်သားသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကြောင်းက22ရက်နေ့မနက်9:00လောက်မှာကမျောကင်းတရားကနေစပြီးတော့ဆင်းလာတာပါ။လက်ရှိစစ်ကြောင်းက လောင်းလုံးမျိုးပေါ်မှာအင်အားတဝက်လာဖြည့်ပြီးတော့ကျန်တဲ့တဝက်ကိုတော့လာတဲ့လမ်းတိုင်းပြန်ထွက်သွားပြီလို့ပြောဆိုထားပါတယ်။မိုင်းဆွဲတာကနှစ်ကြိမ်စလုံးမင်းရရွာအနောက်ဘက်တောင်ကျောမှာပါလို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဒဝဲခေယံအမတ်တက်တရင်အမတ်နဲ့တရင်အရေးမဲ့အထူးပြောက်ကြားတပ်ဖွဲ့နဲ့လောင်းလုံးပတ်ကဖဇုံသုံးရဲဘော်များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းကလမ်းမှာတွဲရှိတဲ့ပြည်သူများကိုဒဇာကန်ဖြစ်နဲ့ဖမ်းဆီးပြီးတော့ပြည်သူတအုပ်ကိုလည်းပြစ်ခတ်တတ်ချက်ခဲ့တယ်လို့သိရပါတယ်။လောင်းလုံးမြို့ပေါ်မှာအင်အားဖြစ်တင်ထားပြီးတော့စစ်ရေးပြင်ဆင်မှုများရှိနေတဲ့အတွက်အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်းသတိပေးထားပါတယ်။ စစ်ကြောင်းကလာရလမ်းတစ်လျှောက်မှာရှိတဲ့ရွာတွေကပြည်သူတွေကိုဒဇာကန်အဖြစ်နဲ့ဖမ်းဆီးတာရှိတယ်။ပြည်သူတအုပ်ကိုလည်းပြစ်ခတ်တတ်ဖြတ်ခဲ့တယ်။ဖမ်းဆီးခံရတဲ့ပြည်သူတွေက10ဦးနဲ့အထက်မှာရှိတယ်။အရေးအတွက်တော့အထူးကြပြောလို့မရသေးဘူး။ပြန်လွတ်လာတဲ့သူတွေလည်းရှိတယ်။အဓိကကတော့မိဘပြည်သူတွေအနေနဲ့စစ်ရေးသတင်းကိုအမြဲတမ်းနားဆွင့်နေဖို့ပြောချင်ပါတယ်။အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာမဟုတ်လို့ပါလို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတအုပ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုက်ရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ညောင်လေးပင်မတောက်လမ်းပိုင်းမှာတောင်ကူစစ်ဌာနချုပ်ကိုအရွက်ဝင်နယ်လာတဲ့ခမရ59တိုင်ရင်ကဗိုလ်ကြီးညီညီအောင်နဲ့စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူသတင်းပေးပြေဖြိုးအောင်တို့ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ9ရက်နေမှာညောင်လေးပင်မတောက်လမ်းပေါ်မှာအင်းစည်းကားနဲ့တောင်ကူမှာရှိတဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအရွက်ဝင်နယ်လာတဲ့ခလိုက်ရ59တိုင်ရင်ကဗိုလ်ကြီးညီညီအောင်နဲ့စစ်တပ်သတင်းပေးပြေဖြိုးအောင်တို့ကို Fire Dragon PDF အဖွဲ့ကတော်လိုင်းရဲဘော်များကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးရမိတဲ့ဗိုလ်ကြီးညင်ကြီးအောင်နဲ့စစ်တပ်သတင်းပေးပြည်ဖြိုးအောင်တို့ဟာပြည်သူများကိုဖမ်းဆီးချင်းချောင်းငွေညစ်ချင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းနဲ့တော်လိုင်းတပ်ဖွဲ့များနဲ့ဆက်နွယ်နေတဲ့သူတွေကိုဖမ်းဆီးခြင်းများကိုလုံဆောင်နေသူများဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးရမိတဲ့ဒူနှအုပ်စီကနေပြီးတော့လက်နက်များတင်စီရရှိခြင်းမရှိဘဲလက်ရှိအချိန်မှာ KNU ထံကိုလွှဲပြောင်းအနှံလိုက်ပြီးတော့အရေးယူမှုများကိုဆက်လက်ပြီးတော့လုံဆောင်သွားမှာဖြစ်တယ်လို့သိရပါဗျ။ဖမ်းမိတဲ့ပုံမှန်နှကောင်ကို KNU ထံကို အနှံလိုက်ပါတယ်လက်နက်တွေတော့မရခဲ့ပါဘူးအထူးတပ်သားတွေကမတော့ညောင်လေးပင်လမ်းပိုင်းမှာတက်ဆွဲထားတာပါစစ်ခွေးဘူကြီးကခမရ59တိုင်ရင်ကကျန်တဲ့တကောင်ကတော့သတင်းပေးဒလန်ပါလို့ Fire Dragon PDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံနယ်မှာပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတဲ့စစ်ကောင်စီအုပ်စုဒေါက်တိုင်းသတင်းပေးဒလန်တဦးကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီစစ်ကောင်စီအုပ်စုဒေါက်တိုင်းသတင်းပေးဒလန်ကျော်စိုးလင်းဆိုသူဟာပြည်သူတွေစီကနေပြီးတော့ငွေမြက်စက်ကြေးကောက်မီတာကားတွေကောက်ခံတာတွေကိုစစ်ကောင်စီအုပ်စုနဲ့ပူးပေါင်းပြီးတော့အတင်းအကျပ်ဖိနှိပ်လှုပ်ဆောင်နေတာကြောင့်ဒီဇင်ဘာလ15ရက်နေ့ကအခုလိုမျိုးဖမ်းဆီးထိန်းသိမ်းလိုက်ရခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီသတင်းပေးဒလန်ရဲ့လမ်းပြမှုနဲ့စစ်ကောင်စီအုပ်စုအဖွဲ့တွေဟာရွှေဘုံမြို့မှာမ ီတာကားတွေကိုအိမ်တိုင်းရာရောက်လိုက်လံကောက်ခံရမှာတအိမ်ကို30သိန်း30စသတ်ဖြင့်ကောက်ခံလေးရှိပြီးတော့မီတာမဆောင်တဲ့အိမ်တွေကိုလျှက်စစ်ပြီးဖြတ်တောက်တာတွေကိုလည်းလုံဆောင်ခိုင်းကပြည်သူတွေကိုဒုက္ခပေးနေတာဖြစ်တယ်လို့ဆိုပါတယ်မီတာကမဆောင်နိုင်ဘူးလားတခါတည်းမီးဖြတ်သူတို့စီမှာပါတဲ့မီတာဖြတ်တဲ့ဟာနဲ့တခါတည်းဖြတ်ပြစ်တာအဲ့ဒီလိုမျိုးတွေလောက်တာဆိုတော့ ပြည်သူတွေကတော့တော်တော်ဝမ်းသာနေကြတယ်လို့ရွှေဘုံမြို့နယ်ပကဖတာဝန်ရှိသူကပြောဆိုထားပါတယ်။အဲ့ဒီသတင်းပေးဒလန်ဟာရွှေဘုံမြို့နယ်အတွင်းကခြေရွာတွေကိုစစ်ကောင်စီအုပ်စုစစ်ကြောင်းထိုးရမှာလေစစ်ကြောင်းတလျှောက်လိုက်ပါပြီးတော့လမ်းပြဓာတ်တွေကိုလုဆောင်ပေးနေသူတအုပ်ဖြစ်တယ်လို့ပြည်သူတွေကိုဖမ်းဆီးဖို့စစ်ကောင်စီအုပ်စုကိုညှို့ပြပေးလေရှိတဲ့သူတအုပ်ဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။ ပြောရမယ်ဆိုရင်တော့ informer သတင်းပေးသဘောမျိုးပေါ့အဲ့ဒီလိုမျိုးတွေသူကလုံနေတာလို့ရွှေဘုံမျိုးနယ်ဒေသခံတအူးကပြောပါတယ်ရွှေဘုံမျိုးအမှတ်30နွားလေးကုန်းရက်ကွက်မှာနေထိုင်တဲ့ကျော်စိုးလင်းကိုရွှေဘုံမျိုးနယ်ပကဖအနေနဲ့ဖမ်းဆီးရမှာ မြားခေါ်ပြီးတော့ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။ကျော်စိုးလင်းကိုဖမ်းဆီးထိန်သိမ်းပြီးတဲ့နောက်ဝန်ကြီးဌာနရဲ့လမ်းညွှန်မှုအတိုင်းဆက်လက်ပြီးတော့လှုပ်ဆောင်နေတယ်လို့ပြောပါတယ်။စစ်ကောင်စီအုပ်စုရဲ့တောက်တိုင်တရင်ပေးဒလန်ကျော်စိုးလင်းကိုရွှေဘုံမြို့နယ်ပကဖကဖမ်းဆီးထိန်သိမ်းပြီးတဲ့နောက်ညပိုင်းမှာစစ်ကောင်စီအုပ်စုကရွှေဘုံမြို့ပေါ်မှာရှိတဲ့ပြည်သူတွေကိုဖမ်းဆီးပေါ်တာဆွဲတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။မနေ့ကအိမ်စည်းက၅စီးနဲ့အမှတ်၉ရပ်ကွက်ထဲကိုဝင်သွားပြီးတော့အယောက်ျားလေးတွေကိုပေါ်တာဆွဲနေတာအဲ့ဒီလိုပဲအမှတ်၃ရပ်ကွက်ထဲမှာလည်းပေါ်တာဆွဲလေးရှိတယ်။ အရင်နေ့ကလည်းစွဲတယ်ပေါ်တာစွဲတာနှစ်ရက်ရှိနေပြီလို့ရွှေဘုံမြို့နယ်ပကဖတောင်မရှိသူကပြောဆိုထားပါတယ်သတင်းပေးတလန်ကြော်စုံးလေးရဲ့အမျိုးသမီးဖြစ်သူဟာရွှေဘုံတက္ကသိုလ်ကရုံးစရေနန်းစီဒီယမ်ဝန်ထမ်းတအုပ်ဖြစ်ပြီးတော့ကြော်စုံးလင်းကိုတော်လိုင်းတပ်ဖွဲ့တွေကဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီးတော့ရွှေဘုံမြို့ရဲစခန်းမှာတိုင်ချက်ဖွင့်ထားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ရဲ့ကင်းလန့်နေတဲ့စစ်ကားတစီးကိုမိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ7ရက်နေ့ညနေ6:30မိနစ်အချိန်မှာဒဝယ်မြို့ပေါ်မှာရှိတဲ့ခလိုက်ရ25တပ်ရင်းနဲ့ခမ်းမဆောင်ကြားမှာကင်းလန့်နေတဲ့စစ်ကောင်စီတပ်သား10ဦးခန့်လိုက်ပါလာတဲ့လှည့်ကင်းကားတစီးကိုမြို့ပြပျောက်ကြားတော်လိုင်းတပ်ဖွဲ့ဝင်များက ပေါက်ခွဲရပြင်းတဲ့မိုင်းကိုအသုံးပြုပြီးတော့ဖောက်ခွဲတိုက်ခိုက်ရာကားပေါ်မှာပါလာတဲ့စစ်သား၃ဦးအပြင်းထန်ဒဏ်ရာရရှိပြီးတော့ဂရင်တရားတပ်နယ်စေယုံကိုပို့ဆောင်ထားတဲ့အချိန်မှာဒီသမလာ15ရက်နေ့ကတဦးတိတ်ဆုံးသွားတယ်လို့သိရပါဗါးကားပေါ်မှာ10ဦးလောက်လိုက်ပါလာတာကားရဲ့ဖင်မိုင်းကိုထိသွားတော့နောက်ကနေထိုင်လိုက်လာတဲ့သူတွေထိတာ သုံးကတော့အပြင်းထန်ဒဏ်ရာရတယ်လို့သိရတယ်မနေ့ကတော့တယောက်တေသွားပြီချန်နယ်နှစ်ယောက်ကတော့တေမတေထပ်ပြီးတော့အတီးပြုတ်စုံစမ်းနေလုံးမယ်လို့ The Way Defense Team DDT ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အဲ့ဒီတိုက်ခတ်မှုကို The Way ပြည်သူ့ကာကွယ်တပ်ဖွဲ့ The Way Defense Team DDT ရဲဘော်များက မျိုးပြပျောက်ကြားဆက်စင်ရေးအဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးဘော်များအထိတ်ကင်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းမုံရွာမြို့နယ်မုံရွာချောင်းဦးလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။မနေ့ကဒီဇင်ဘာလ15ရက်ညနေ9:20မိနစ်အချိန်မှာသခိုင်းမြို့ကနေမုံရွာမြို့ဘက်ကို ဝမ်ပေါင်ချင်းတီထုတ်လုပ်ရေးမှာအသုံးပြုရန်ပစ္စည်းများတည်ဆောင်လာတဲ့တွဲကားတန်း68စီးတဲ့ကတတိယမြောက်ကားကိုချောင်းမုံရလမ်းမိုင်းတနေရာမှာမိုင်းဆွဲတိုက်ခတ်ရာလမ်းမေးမှာကင်းမုံဝင်နေတဲ့အကြမ်းဖက်စစ်သား၂ဦးတေဆုံးသွားတယ်လို့သိရပါတယ်။ရင်တန်းထွက်လာတယ်လို့သတင်းရလို့ကင်းမုံတွေအထက်ထက်ခြားထားတဲ့ဂျားတွေကနေခက်ခက်ခဲခဲမိုင်းထောင်ပြီးတော့တိုက်ခတ်ခဲ့တာပါ။ ကားဖြတ်တဲ့အချိန်မှာလန်ကင်းယူနေတဲ့စစ်သား၂ယောက်နေရာမှာလဲကျသွားတာမျက်မြင်တွေ့ရှိခဲ့ရပါတယ်ကျွန်တော်တို့ရဲဘော်တွေကတော့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Area 71 PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခတ်မှုကိုမုံရွာမြို့နယ်ပကဖဖောက်ခွဲရေးအဖွဲ့ကဦးဆောင်ပြီးတော့ Area 71 PDF အဖွဲ့နဲ့အညာ Defense Force ADF အဖွဲ့တို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ